အားလုံးပဲမင်္ဂလာပါတိလိုက် follow channel ကိုချစ်စုအားပေးနေတဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရနော်ဟုတ်ကဲ့ပါကျွန်တော်အခုလိုက်လျရတော့ဗောနော်အဲဒါကျွန်တော်တနင်းလာနေ့အတွက်တစ်ချိန်လွှင့်လာပြီးတော့အဲအခုမှပြန်လွှင့်လာဗာတောက်လဲဆိုတော့ကျွန်တော်အတန်လေးကအခုမှချင်းဒီကောင်းတာဖြစ်တယ်ဗောနော်ဒါကြောင့်မလို့ပါအဲတော့ကဲအခုကျွန်တော်မျှော်နေကြတဲ့မိတ်ဆွေများအားလုံးเนาะ အခုဒီညလိုက်ကတော့တော်တော်လေးအရေးကြီးရေအရေးကြီးတယ်ဆိုတာကเนาะကျွန်တော်ရဲ့မိတ်ဆွေတွေညကောင်မတွေအားလုံးเนาะအဲ့တော့ကျွန်တော်မှာအဖွဲ့ဝင်ထားတဲ့မိတ်ဆွေညကောင်မတွေကျွန်တော်ရှေ့ပတ်တီနှလုံးပေးတယ်အောင်မြင်ခဲ့ပါပြီပေါ့เนาะရှေ့ပတ်တီအထူးရှေ့ပတ်တီဘုဒ္ဓဟူးမကျော်ပတ်တီတလုံးကျွန်တော်တို့ဒါအဖွင့်နေမှာပဲအောင်မြင်ခဲ့တယ်เนาะညမနဲ့အဲ့တော့ဒုတိယပတ်တီကအဲကျွန်တော်တို့เนาะ ခွန်နှစ်ဆိုပြီးတော့ကျွန်တော်ဒါရှေပတ်တပတ်စာစာရုပ်ပတိအောင်မြင်ခဲ့တယ်နော်အဲပြီးတော့ဒီထဲမှာကြည့်ရှုနေတယ်နော်ဖွဲ့ဝင်နေကျွန်တော်တယောက်ချင်းစီကိုအဲကျွန်တော်မပြောနိုင်ပေမဲ့ဒီ live မှာပဲကျွန်တော်ထည့်ပြောလိုက်မှာပေါ့နော်အဲတော့ကျွန်တော်နောက်ထပ်အခွေပေးထားတယ်ပေါ့နော်အခွေပေးထားတယ်ဆိုတာကလေးလုံးအခွေပါနော်လေးလုံးအခွေကကျွန်တော် အခွေကဘလောက်မှားလဲဆိုတော့ဒါကျွန်တော်လက်တွဲဘူးတဲ့မိတ်ဆွေများတီးလိုက်ပြီနော်တီးလိုက်မယ်ဆိုတော့ကျွန်တော်တို့ ဒါဒီနေ့ဆိုရင်ညနေ6:00အခွေအောင်မီဖြစ်ပါတယ်အဲ့တော့ကြံမှာပါကြံမလဲဆိုတော့ကျွန်တော်မွေး၃ခွက်ပေးထားပါသေးတယ်เนาะမွေး၃ခွက်ကိုဆက်လိုက်ပါလို့ပြောချင်ပါတယ်ဒါမွေး၃ခွက်ပေးပြီးတယ်ဆိုရင်ကျွန်တော်ရဲ့ဒီဘတ်စာကတ်ကဒါလုံးဝကျွန်တော်ပေးရတာကုန်ပြီဆိုတာပေါ့เนาะအဲ့တော့မွေး၃ခွက်မှာတော့ကျွန်တော်တို့ဒါအဲလေးချိန်ကြံသေးတာပေါ့เนาะလေးချိန်မှာကျွန်တော်တို့ အထွက်လာမလားမထွက်လာဘူးဆိုတာစောင့်မျှော်အောင်ပါဗောနော်အဲ့တော့ကျွန်တော် ਨੇ ပြီးခဲ့တဲ့ပတ်ကလက်တွဲသွားတဲ့မိတ်ဆွေတွေကတော့နော်အဲဒီဘက်မှာအဲလူတချို့တဝက်ပဲပြန်လာတယ်ဗောနော်ဒါလည်းခိစ္စမရှိပါဘူးကျွန်တော်ပြောပြသားပါကျွန်တော်လည်းကျွန်တော်ကိုကျွန်တော်ယုံကြည်ချက်နဲ့ကျွန်တော်ပြီးတယ်နော်အဲ့တော့ကျွန်တော်ဒါဆိုကျွန်တော်မိတ်ဆွေတွေကိုကျွန်တော် စေတနာအလွန်ကောင်းပါတယ်။ဘာကြောင့်ကောင်းလဲဆိုတော့တချို့ကနားမလည်ဘူးเนาะ။ကျွန်တော်ပေးတာကတပတ်စာကိုကျွန်တော်အခွေနဲ့ပတ်တီးနဲ့တီးတဲ့ပေါ့เนาะ။မွေးခွက်နဲ့ကျွန်တော်ဒါမျိုးလေးကျွန်တော်လုပ်ပါအဓိကတော့ကျွန်တော်တို့ပြီးတဲ့ကနန်းဒီအားလုံးကတော့ကျွန်တော်မိတ်ဆွေများကထိုးရမှာပဲပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒါကိုကောက်တေချာလို့ဒီဟာကိုပြီးတာဖြစ်ပါတယ်ပေါ့နော်။တေချာလို့ပြီးတာဖြစ်ပါတယ်။ဒါဆိုတပတ်စာအတော်တင်မှာ ကျွန်တော်တို့ဒါဇာတို့လိုက်ဆိုရက် လွယ်လွယ်နဲ့လိုက်ခိုင်းလို့ရတဲ့အရာမဟုတ်ပါဘူးနော်ဒါကြောင့်မလို့ပါအဲ့တော့ဒီညညလိုက်ကလည်းကျွန်တော်ဒါအချိန်တော့သိနှောင်းငယ်လေးပေါ့နော်ဒါပေမဲ့ဒီထဲမှာကျွန်တော်တကွာကောင်းလေးကျွန်တော်ကျွန်တော်စိုက်ကောင်းတာလေးနဲ့တွေ့တွေ့တာလေးဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တက်လာခြင်းပဲဖြစ်ပါတယ်ပေါ့နော်အဲ့တော့အဲ့တော့ဒီညညညလိုက်ကြည့်ရှုတဲ့မိတ်ဆွေတွေအတွက်ကတော့ဒါကံကောင်းတယ်ပေါ့နော်အဲ့တော့အဲတကယ်လို့များပေါ့နော်အဲကျွန်တော် ဒီနောက်တစ်ပတ်မှာ အခုလေးကကျွန်တော်ပြောမယ်เนาะကြည့်ရှုကျွန်တော်လည်းလက်တွဲကျင်နေเนาะအဲ့လိုမျိုးလေးကျွန်တော်ကတော့နောက်တစ်ပတ်ကိုလည်းကျွန်တော်ရဲ့ဒီအဖွဲ့ဝင်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်ကတော့ဒါအခွေလေးလုံးရဲ့အဲကျွန်တော်မွေးကွက်၃ကွက်လောက်ကျွန်တော်ထည့်ပေးမယ်ပြီးရင်ကျွန်တော်ရဲ့ဒါပတ်တီပေါ့เนาะပတ်တီကျွန်တော် တစ်လုံးကောင်းရင်တစ်လုံးပဲပြီးမယ်နှလုံးကောင်းရင်နှလုံးပေါ့နော်အဲ့ဒါကိုတတိမိမိရစေချင်တာတပတ်တော်တွင်မှာဒါပဲပြီးမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်နှိမ့်တိုက်ကတော့ကျွန်တော်ကောင်းရင်ကောင်းတယ်လို့ကျွန်တော်ပို့ပြီးမှာပါမကောင်းရင်လုံးဝမပို့ပါဘူးပေါ့နော်အဲဒါလေးသိသိချင်းနေအာနှိမ့်တိုက်လို့လို့ခဏန်းတောင်းနေတယ်ဆိုတော့အာယုံနေအရန်များသွားမှာကြောက်လို့ကျွန်တော်ဒါလေးတချို့နားလေသိချင်ပါတယ်နော်ဒီကကိုကဒီကက်ကိုရထားပြီးဆိုရင်ဒီကက်တရားဟာအာယုံဆိုင်ရမှာမိမိတောင်းဝင်ဖြစ်တယ်ပေါ့နော်ဒါလေးကျွန်တော်တစ်ချက်ဒီမှာ ရှင်းပြပါရှင်းပြတာပေါ့เนาะကဲဒါဆိုကျွန်တော်တို့အခုကြည့်ရှုတဲ့မိစေများเนาะဒီထဲမှာအဲဒါအဖွဲ့ဝင်အများလည်းပါကျင်နေပါနေမှာပေါ့เนาะတကယ်လို့အဲကျွန်တော်နဲ့ဒါလူတချို့တော့လူဟောင်းနေလဲဒီမှာကျွန်တော် line မလွှင့်တာလဲကျွန်တော်ပေါ်လိုက်ပြောက်လိုက်ဖြစ်နေတာပေါ့เนาะအဲဒါကြောင့်ပေါ့ကဲဒါဆိုရင်ကျွန်တော်သတ္တဝဉ္ဇဉ်ဤအတွက်เนาะကျွန်တော်တွက်ကွန်းအချပြပေးသွားမှာ ဆတဲ့ရင်နေတွက်ကွန်နေရကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဒီမှာနော်ဆတဲ့ရင်နေတွက်ကွန်ရဘယ်ကြာစူပါမစူပါမအင်းမင်းအလုံးလုံးလာလာရှောက်တာ ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒီနှလုံးပေါင်းက9ဖြစ်ပါတယ်เนาะမြင်ရရလားမြင်ရပါเนาะအဲ့၄နဲ့တင်းနဲ့ပေါင်းတော့9တဲ့เนาะ9ရဲ့ပါဝါ3ရအဲ့ဒီ3ရကျွန်တော်ဒီမှာ3ရထိတ်လို့ခြာပြီးတယ်เนาะเนาะဟုတ်ပြီเนาะကဲဒါဆိုရင်နောက်တစ်ဆိုင်ကိုသွားမှာဖြစ်ပါတယ် 3ရက်9ရက်ပေါင်းတော့ကျွန်တော်တို့ကအဲဒီမှာနှစ်လို့ဖြစ်ပါတယ်နှစ်ရက်ပါဝါခွန်ဖြစ်ပါအဲ့ဒီခွန်ကကျွန်တော်တို့ဒီမှာခွန်ဖြစ်ပါတယ်နော်ခွန်ထိပ်စီကဲဒါဆိုရင်ကျွန်တော်တို့ဒီမှာ6ရက်2ရက်ပေါင်းတော့10ဖြစ်ပါတယ်နော်10ရက်ပေါင်းပါ3နဲ့အဲ့ဒီ3ကကျွန်တော်တို့ဒီမှာထိပ်စီပေါ့ဗျာနော်3ထိပ်စီဖြစ်ပါတယ်ပေါ့နော်တကယ်လို့ပေါ့ ဒီမှာကျွန်တော်တို့နော်ဒီ3ကိုကျွန်တော်ဒီ3ထိပ်8ထိပ်လို့ကျွန်တော်တို့ဒါယူလို့ရပါတယ်နော်ဒါပေမဲ့သူရဲ့ဒီ popular နိုင်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒါ3ထိပ်ပေါ့နော်ဟုတ်ပြီနော်အားလုံးပဲနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်နော်အားလုံးပဲနားလည်သဘောပေါက်မယ်လို့ထင်ပါတယ်ကဲဒါဆိုကျွန်တော်တို့ဒီမှာတစ်ချက်ထပ်ပြီးတော့ရှင်းပြခြင်းပါသေးတယ်နောက်ပိတ်ကကျွန်တော်တို့เนาะ ချိန်လေးတိတ်မရှိဘူးဆိုတော့ခမင်းမြန်လေးပဲသွားလိုက်မယ်နော်အဲ့တော့ဒီမှာကျွန်တော်တို့ကဟာဒီမှာကျွန်တော်တို့ကဒီနောက်ပိတ်ဆိုလို့ရှိရင်ဒီ6ရေ3ရေပေါင်းတော့နှလုံးပေါင်းက6ဖြစ်ပါတယ်တဲ့နော်အဲ့ဒီ6ကကျွန်တော်တို့ဒီမှာ6နောက်ပိတ်နဲ့ကျွန်တော်တို့ခြားတော့3ည6ဆိုပြီးတော့ကျွန်တော်ဒီမှာ3ည6လို့ကျွန်တော်တို့တည်ကြသွားပါရဲ့နော်ဒီမှာတစ်ချိန်ပေါ့နော် ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ကဒုတိယအကြိမ်နဲ့ကျွန်တော်တို့ချက်ကြည့်မယ်။အဲဒီမှာနှစ်ဒီမှာကျွန်တော်တို့ငါးနှစ်နဲ့ငါးနဲ့ပေါင်းတော့ကျွန်တော်တို့ကခွန်ဖြစ်တယ်ပေါ့နော်။အဲဒီနေရာအမှခွန်ခွန်ဆိုပြီးတော့အပူဖြစ်သွားတယ်ပေါ့နော်။ဟုတ်ပြီနော်။ဒါဆိုလို့ဆိုရင်ကျွန်တော်တို့ဒီမှာခွန်ခွန်ဆိုပြီးတော့အပူချပစ်သွားတယ်နော်။ကဲဒါဆိုရင်ကျွန်တော်တို့ကဒီမှာဒါဒါတစ်ခွက်ကောင်းလိုချင်တဲ့မိတ်ဆွေတွေအတွက်ပေါ့ပေါ့နော်။အဲဒီမှာငါးအဲဒီမှာတစ်ဒီနှလုံးပေါင်းခြင်းဒီ6ဖြစ်ပါတယ်ပေါ့နော်။ အဲ့6ဆိုကျွန်တော်တို့ဒီမှာ36အော်တခါပဲလေမိုးချင်ငငယ်နေတော့နော်အဲ့လိုလေးရှိပါတယ်ဒါဒီညကျွန်တော် J tan A M tan da A M dia A N A A မိုးရွာဟုတ်တယ်နော်အားလုံးပဲမနေ့ပြန်ကန်ကောင်းလိုက်မှာနော်ကျွန်တော်ဘာကြောင့်ပြောနိုင်လဲဆိုတော့ကျွန်တော်ရဲ့တွက်နီးရတော့ကျွန်တော်နေ့တိုင်းမှာတဲ့ဝင်တာတွေမရှိဘူးနော်ဝမ်းချိန်နေနေပဲအခုဒါပြပေးတဲ့အချိန်မှာဖြစ်နေတာပေါ့နော်အဲ့ဒီမှာဆိုရင်ကျွန်တော်တို့ကဒါဗီဒီယိုဖန်လေးတော့အဆဆုံးကြည့်စုသွားကြည့်နေနောက်တစ်ပတ်ကိုလည်းကျွန်တော်လည်းလက်တွဲကျင်နေဆိုရင်ကျွန်တော်ဒီ ဒီတနင်္ဂနွေနေ့ညတော့စနေနေ့ညတော့မှကျွန်တော်အဖိုးဝင်ပြန်ခေါ်มาဖြစ်ပါတယ်เนาะကဲကြံတဲ့အချိန်လက်တွဲကျင်တယ်ဆိုလို့ရှိရင်လည်းဒါလူဟောင်းနေတော့ကိုဟိုဘာဖြစ်လဲအဲ့မော်ဒီအဲ့မော်အဲ့မော်ဒီအဲ့မော်ဒီခေါ်มา

ဟုတ်လားနော်အဲ့တော့ဒီကနန်းသုံးလုံးอ่ะဆိုလို့ရှိရင်ကျွန်တော်တို့อ่ะ၃ည၃ညပါဝင်၅၃ည၅အချိန်ဖြစ်ပါတယ်နော်၃ည၅အချိန်เนี่ยကျွန်တော်တို့อ่ะခုနဒီอ่ะဒီอ่ะဒီနှလုံးပေါင်း၉နဲ့ဆိုလို့ရှိရင်လည်းဒါအပြီးပေါက်ကြာနော်ဒါလမ်းကြောင်းတစ်ခုပေါ့ဟုတ်ပြီလားနော်ဒီသုံးလုံးဟာဒီသုံးလုံးဟာကျွန်တော်တို့ဒါ၃ညရတယ်ပေါ့နော်အဲ့ဒီမှာ၃ည၃ညပါဝင်၅နော် ဒီနန်းတော့လုံးအပီပေါက်ကြရပေါ့နော်ဒီနှလုံးမောင်းခြင်းကိုနဲ့အပီပေါက်ချပါတယ်ဟုတ်ပြီအဲ့တိုင်းပဲကျွန်တော်ဒီမှာနောက်တစ်ချက်ချက်ကြည့်မယ်ဒီမှာလဲကျွန်တော်တို့ကဒီခွင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ကဒီမှာခွန်ခွန်ဆိုပြီးတော့ကျွန်တော်တို့ကကြားထားတဲ့အတွက်ဒီမှာ1 5မအားဆိုတော့သုံးလုံးပေါင်းနေပြီကျွန်တော်တို့ကပါရလဲအဲဒီမှာကျွန်တော်တို့က2ရပါတယ်2ရပါပါခွန်ဆိုပြီးဒီ တော့လုံးအောင်ဆိုလို့ရှိရင်လေကျွန်တော်တို့ကဒီမှာခွန်ခွန်ဆိုပြီးတော့အပီးချလာတယ်ပေါ့နော်အဲ့လိုလေးရှိပါတယ်အဲ့လိုလေးရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်မယ်ပေါ့နော်9 3 1ဆိုတဲ့ကဏ္ဍတော့လုံးဟာ6ဖြစ်ပါတယ်เนาะ6ရဲ့ပါဝါလေးဒါဆိုရင်ကျွန်တော်တို့ဒီ6 9 4ဆိုတဲ့အခွေရလေအဲကျွန်တော်တို့ဒါအပီးချနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော် အနေနဲ့ကျွန်တော်ကဏ္ဍထုတ်ပြရမယ်ဆိုလို့ရှိရင်เนาะ အဲ့တော့ဒီကျွန်တော်တို့ဒီမှာ4 6တကွက်ရမယ်ပေါ့နော်4 6တကွက်ရမယ်အဲ့ဒီမှာကျွန်တော်တို့က6 6တကွက်ရအောင်ပေါ့နော်ပြီးလို့ဆိုရင်ကျွန်တော်တို့ဒီအခွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့က6 4တကွက်ရမယ်နော်အားလုံးဒီ၄ကွက်ကိုတော့ကျွန်တော်တို့ရဲ့မိတ်ဆွေများနဲ့ပြန်ဖို့အဲ့မဲ့တကွက်ကောင်းထိုးခြင်းနဲ့ဆိုရင်တော့ဒါ3 6ဆိုတဲ့ကဏ္ဍတော့ရှယ်ကောင်းတာပေါ့နော်ဟုတ်ကဲ့ပါဒါတနေ့ဒီကဏ္ဍရဲ့၄ကွက်ကတော့ဒါ၄ကုံဖြစ်ပါရဲ့နော်ကျွန်တော်တို့မနက်ခင်း ပိုင်းမထွက်ခင်ညနေပါဆက်ထိုးပါနော်ညနေဆက်ထိုးပါနော်ကဲအားလုံးဒီလေးခွက်ဖြစ်ပါတယ်နော်ဟုတ်ကဲ့ပါအဲ့လေးခွက်ဖြစ်ပါတယ်ကဲဒါဆိုရင်ညနေခင်မူလေးရလဲကျွန်တော်တို့ဒီဘာကြောက်လဲဆိုတော့ကျွန်တော်နောက်တစ်ခုထပ်ရှင်းပြမှာပေါ့နော်ညနေခင်မူလေးကိုဒီမှာကုတာဖြတ်လိုက်ပြီယူနော်

Ừ. Này, đi bà qua nhìn nhìn đi ra. Chua mẹ em nhé mày đâu. Mẹ, ta ra. <laughs> ကြောက်မကောင်းနော်ဒုဒုစားမိမယ်နော်ဖေရကျိုးရမယ်လို့ပြောနေဟောကဲဒါဆိုဒီညနေခင်းတလုံးစိုက်တယ်ကျွန်တော်တစ်ချက်ရှင်းပြပေးသားမယ်နော်အဲ့တော့ကျွန်တော်ကဒီမှာဒီကနန်းသုံးလုံးဟာ6ဖြစ်တဲ့အတွက်6အပိတ်ဆိုပြီးဆင်းပါတယ်နော်အဲ့တော့ဒီမှာလည်းဒီသုံးလုံးပေါင်းကြီးဒီ ကျွန်တော်တို့ခွန်ဖြစ်တဲ့အတွက်အဲ့ဒီမှာခွန်အပိတ်ဆိုပြီးတော့ဆင်းပါတယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာဒီသုံးလုံးပေါင်းကြီးအဲ့ဒီညနေရကျွန်တော်အဖွဲဝင်တွေကို၄ခွန်လို့ကျွန်တော်ပေးလိုက်တယ်နော်အဲလေးအချိန်နီးကမှကျွန်တော်ပေးလိုက်တာဖြစ်တယ်တချို့ကထိုးလို့မရဘူးဖြစ်သွားတယ်ပေါ့နော်ဒီ၄ချက်ခွန်အဲ့ဒါအဲ့ဒါဘာလို့လဲဆိုတော့ကျွန်တော်ဒီအဲညနေခင်းမှာဒီမင့်ဒီ site တွေနဲ့ tracy formula ရှိတယ်ပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်အခုဒါလေးပြလာပါဘောနော်ဒီသုံးလုံးပေါင်းခြင်းဒီကျွန်တော်တို့ကဒီမှာ6 8 9 10 အဲ့ဒီမှာတက်ဆိုပြီးတော့အဲ့ဒီမှာကျွန်တော်တို့အဲ့ဒီမှာကျွန်တော်တို့6နဲ့3နဲ့ပေါင်းတော့9နော်2နဲ့ပေါင်းတော့တက်ဆိုပြီးအဲ့ဒီမှာတင်းနောက်ပိတ်ရှိပါတယ်ပေါ့နော်တင်းနောက်ပိတ်ရှိရဲ့ဟုတ်ပြီလားနော်တင်းနောက်ပိတ်ရှိပါတယ်ဒွန်ဟီတပ်ပတိဟီတာတာဟီတာတင်းနောက်ပိတ်ရှိပါတယ်တင်းနောက်ပိတ်ရှိပါတယ်နော်ဟုတ်ပြီနော်ကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့က ဒီကျန်တဲ့ဒီထိတ်စီကိုဒါတော့ညနေခင်းအတွက်ကိုပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမနေ့ဖြန်အတွက်ကိုဝမ်းကျင်းအနေနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ကြတော့ဝမ်းကျင်းရကျွန်တော်6တစ်ပြီးပါနော်6တစ်ကိုဒါကျွန်တော်ရဲ့ရှယ်ဝမ်းကျင်းဖြစ်ပါတယ်နော်အဲ့တော့ဝမ်းကျင်းဒီကုန်6တစ်ကိုကျွန်တော်ရဲ့မိတ်ဆွေများအဆင်ပြေသလိုနော်ထိုးရမယ့်ကဏ္ဍကကျွန်တော်တို့

cô cháu xin mẹ cho biết cho nó ba xin mẹ rồi cô lê xin mẹ nó nó trả ra thì cái này còn ra ye đi đi nó à nhân này nhưng mà nó cháu tên này kệ alo mẹ cái gì nhỉ bé 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 mình làm bác cơ phải 嗯哼。 ဲ့ဒါဆိုရင်ကျွန်တော်တို့ဒါဒီကနံကျောင်းမဲစင်များနော်အဲ့ကနံ6တဲ့အချိန်နဲ့အဲ့တော့ main ကွက်နေနဲ့ဆိုလို့စင်တော့ကျွန်တော်36ကို main main ကွက်ဖြစ်ပါရယ်နော်36ရယ်ကျွန်တော်တို့ဒီ76ရယ်အဲကျွန်တော်တို့ဒီ46ရယ်ဒီ3ကွက်ကိုတော့ဒါ main တင်ထိုးပါနော်ဒါ main ကွက်ဖြစ်ပါတယ်ဟမ် ကျန်တာတော့ဒါကျန်တဲ့ဟာတော့အရန်ထိုးခြင်းထိုးပေါ့နော်ဟုတ်ကဲ့ပါအားလုံးပဲကြည့်ရှုပေးတဲ့မိတ်ဆွေများအားလုံးเนาะအဆင်ပြေချုံးမကြပါစေเนาะအဲ့တော့မနေ့ပြန်ကိုကျွန်တော်တို့ဒီဒီပတ်တီတလုံးလိုချင်နေဆိုတော့လည်းကျွန်တော်ရဲ့ Viber မှာကျွန်တော်ဒါဟိုင်းလာခဲ့ပါเนาะ Viber မှာကျွန်တော်ဒါပောက်ပြီးနေကျွန်တော်ပြီးมาဖြစ်ပါเนาะဒါဆိုကျွန်တော် အခုနောက်ပိုင်းအရင်လိုမဟုတ်တော့ဘူးเนาะမဟုတ်တော့ဆိုတာကကျွန်တော်စနစ်ပြောင်းလိုက်တာဘာလို့လဲကျွန်တော်တွက်နေရကျွန်တော်ဟိုဘယ်လိုပြောရမလဲဈေးပေါ်တလို့လို့လည်းမဟုတ်ခင်ဗျကျွန်တော်เนาะအကိုယုံကြည်ခြင်းနဲ့ကိုပါပဲအဲ့တော့အစဉ်ပြေလို့လက်တွဲခြင်းနဲ့ဆိုလို့ရှိရင်ဒါလာခဲ့ပါဒီတစ်ပတ်မှကျွန်တော်ပတ်တိနှလုံးပေးရတယ်အောင်မြင်ခဲ့ပြီဖြစ်ပါတယ်အခွေဒီလုံးခွေကျွန်တော်တို့၃ရက်မြောက်၆ကြိမ်မြောက်အောင်မြင်ခဲ့ပြီဖြစ်ပါတယ်ကျွန်တော်ရဲ့အခွေကတော့အငယ်ကန်း တစ်ချိန်ကနေပြီးနှစ်ချိန်ထိထွက်နိုင်ပါတယ်ဗောနော်အဲ့တော့ကျွန်တော်ပြီးရတဲ့ဒီအဲမွေးကွက်၃ကွက်ပဲကျန်ပါတော့တယ်ဗောနော်ဒီထဲမှာအဲအားလုံးပဲဒီကနေ့ညဒီလောက်ပါပဲခင်ဗျ